အညာအခုဇင်းဒီကအော်ကိုရမှန်နေလို့ရှင်တလားတလားကိုနေစိစားစိဘလောက်ကုန်လဲကိုကိုချက်စီကိုပြပြပေးပါမယ်အခုဇင်းဒီပြပြမှာဒီဘူဆန်ဘက်မှနေရနေစိစားစိကိုပြပြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အကယ်၍ဆိုးတွက်တိချင်တဲ့လူတွေရှိခဲ့လို့ရှင်ဒီဘူဆန်ဘက်မှာကျတဲ့အမောက်ထက်၄သိန်း၅သိန်းလောက်ပို့ပြီးတော့တွက်ပေးပါနော်ဇင်းဒီကအခုဘူဆန်ဂင်မဲဘက်မှနေနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ တလားတလားကိုစိုးတက်ဆာလို့ရှင်တော်တော်လေးကိုတတားပါရဲ့တလားမစင်းဒီခုအတုံးစင်းနေစင်းစားစင်းအကုန်လုံးပေါင် PC ကို8သိန်းလောက်ပဲကုန်တယ်8သိန်းဆိုတာကဘယ်လိုပြောမလဲအရန်နဲ့ချွေတာညာလည်းမဟုတ်ဘူးပြောလို့ရှင်အရန်နဲ့သုံးဖြုံးနေရမျိုးမဟုတ်ဘူးအဲ့8သိန်းစင်းဒီတွက်ပြမယ်တော့ဘာကြီးသုံးလဲဆိုတာအဓိကအခုစင်းဒီအင်္ဂလာကအင်္ဂလာကစင်းဒီဈေးတက်တာဆုံးနေရမှာနေနေရစင်းနှစ်ထပ်ပို့ပြီးတော့ဈေးအများကြီးပေးပြီးတော့နေနေရတဲ့လူတွေလည်းရှိရဲ အဲ့ဒီ၈သိန်းနဲ့ရမှာဒီကားစိကားကကြတော့တလောက်ကိုဝါလောက်ကုန်၈တောင်းကနေပြီးတော့တသိန်းဝင်ချင်လောက်ကုန်တယ်ဘာလို့ဆိုတော့ဇင်းကအလောက်တစ်ခါသွားလို့ရှိရင်အသွားစိတ်ကြီးပဲကို1500အပြန်ကို1500ဆိုတော့တရက်မှာ3000ကုန်တယ်တရက်မှာ3000ဆိုလို့ရှိရင်တလောက်မှာ9000ကျန်တဲ့ဟိုဟိုသွားတည်သွားလေးနည်းနည်းရှိရခါကျတသိန်းလောက်အများဆုံးကုန်တယ်အများဆုံးတသိန်းအနည်းဆုံး၈တောင်းလောက်ကုန်တယ်ဘာလို့ရှိရင်အဲကားက ကားကားပြောလို့ရှိရင်နေစိတ်နေစိတ်ကကြဆင်းနေအခုနေနေရနေရာနဲ့အော်ဘယ်လိုပြောမလဲမျိုးနဲ့နည်းနည်းမျိုးလည်းမဟုတ်ကွာဒီပူဆန်ဘက်မှာဆိုရဲခါကြတော့နည်းနည်းဈေးတက်တာဈေးတက်တာပြီးတော့သူကဇင်းနေနေရဲ့အခန်းကြနည်းနည်းဟောင်းနေတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်သိမ့်ပဲပြရအဲ့တော့ဇင်းနေရအတက်တာဆုံးမှနေနေနှစ်သိမ့်သူများရဲ့ဇင်းနေထဲစားလို့ရှင်ပို့ပြရတဲ့လူအများကြီးရှိရဲ့ဆက်လို့ရှင်နောက်ထပ်ထပ်ပြောတာစားစစ် စားစစ်ကအပြင်းမှာတစ်ခါသွားစားလို့ရှင်ဇင်နီဥပမာနေစီတက်တာရေလို့ပြောရမယ်အပြင်းမှာတစ်ခါသွားစားလို့ရှင်တယောက်ကိုအနည်းဆုံး6000လောက်ဆိုင်အများဆုံးဆိုလို့ရှင်တောင်းတတောင်းခွဲလောက်ပေါ့အဲ့ဒါကဇင်နီကတပတ်မှာဆိုလို့ရှင်တရလောက်ကတော့အပြင်းမှာထွက်စားဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုမုတ်စားပါညာကွိကွိုင်းနေဆိုလို့ရှင်ပေါင်လိုက်လို့ရှင်တလောက်ကို2သိန်းလောက်ကုန်တယ်အဲ့ဆိုလို့ရှင်ခုနက3သိန်းနဲ့2သိန်းဆို5သိန်း ငါးသိန်းမှာနိုင်ငံခြားသားတယောက်ကဘယ်နိုင်ငံမှာပဲမစွန့်နေနေကျမ်းမာရေးအမခန့်ဆိုတာရှိတယ်။ကျမ်းမာရေးအမခန့်နဲ့ဒီဟိုရေဘူးမျိုးပပညာကုကပေါင်းလိုက်လို့ရှင်အဲ3သိန်း6သိန်းဖြစ်သွားတယ်အဲ့မှာလေ6သိန်းဖြစ်သွားလို့ရှင်တလတလကိုမိတ်ကပ်ပူပညာကွေးကွာရှိသေးရအဲ့ဆိုလို့ရှင်အသုံးစိတ်ဒီပေါ့ဥမာဟိုထွက်လိုက်ဒီထွက်လိုက်ထွက်နေရတယ်ရ9သိန်းလောက်ရှိရဲ့အဲ့တော့9သိန်းဖြစ်သွားတယ် ကျန်တဲ့တသိန်းရလေဘာညာရင်မှမဟုတ်ဘူးဒီလားအဲ့လိုမျိုးမတော့ဘူးဆိုရင်တော့မထွက်နေတဲ့တသိန်းဥမာတငယ်ချင်းရဲ့မွေးနေ့ပဲဖြစ်ဖြစ်ပြောရလို့ရှင်ကိုကအဲ့လိုကြောင်းအတွက်လိုအပ်တာလေးပဲဖြစ်ဖြစ်အာဆာမေးပွဲကျိလေးပဲဖြစ်ဖြစ်အဲ့လိုမျိုးတွင်းနေရတာရှိရကွာအဲ့အဲ့တသိန်းကတော့ +1 လေးပဲထည့်ထားလိုက်တော့ အဲဆိုလို့ရှင်ဇင်းနေအခုပြပြတာတလောက်၈သိန်းဆိုလို့ရှင်ဇင်းနေထပ်ပို့ပြီးတော့ခြေတာတုံးတဲ့လူတွေလည်းရှိတလို့ဇင်းနေထပ်ပို့ပြီးများများတုံးတဲ့လူတွေလည်းရှိတယ်။ဒါရဇင်းနေကဒီကိုရောက်လာခြင်းတဲ့လူတွေနည်းနည်းပါတိထားရအောင်လို့ပြောပြရတဲ့သဘောအနေနဲ့ပြောပြရဖြစ်တော့ဇင်းနေလည်းအဲ့လောက်ထိအရင်မသိဘူး။ဒါပေမဲ့ဇင်းနေဇင်းနေကိုယ်တိုင်တော့သိရလေအဲတော့ကိုယ်တိုင်တုံးတဲ့အုံစရိတ်လေးကို share လုပ်ပေးရတဲ့သဘောအနေနဲ့ပြပြပါဒီဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးကြာလို့ကျေးဇူးတင်ပါတယ်။ Bye